တော့ကလင်နာမှာဒီ3ကြိမ်ရထိပ်စီးရနောက်နှစ်နှစ်ဦးမှာတိုက်ရတာ3ကပ်ပဲရှိတာနော်ဒီကျွန်တော်တို့83ဝ3ကြိမ်ရ5ထိပ်က84နှစ်ဦးမှာ5ထိပ်တို့တိုက်ရတာပထမကပ်နော်ဒုတိယကပ်မှာလည်းဒီတိုင်းပဲဒီ2004 3ကြိမ်ရ3ညထိပ်က2000 2005နှစ်ဦးမှာ3ညထိပ်လို့တက်ရိုက်တာနော်နှစ်ကပ်3ကပ်ပဲရှိရပဲနော်ဒီမှာလည်းကျွန်တော်တို့ဒီ2020 3ကြိမ်ရ5ထိပ်က2023နှစ်ဦးမှာ5ထိပ်လို့တက်ရိုက်တာ နော်သူကဒီငါးထိပ်ကငါးထိပ်လို့တက်ရရင်တွေ့ရည်တိုင်းတစ်နှစ်ကျော်မှသူကခွန်ထိပ်ပုံသေးလိုက်တာနော်ခွန်ထိပ်သီးပုံသေးလိုက်အဲ့လိုလိုက်လို့ရှိရင်သူကအဲ့ဒီခွန်ငါးခွန်လို့ထိပ်ဒီမှာထိပ်တူထိပ်ရိုက်လို့အဲ့ဒီထိပ်သုံးလုံးဒီနှစ်ဦးတစ်ကြိမ်တစ်ကြိမ်သုံးကြိမ်မှထောင်းတဲ့ခွန်ငါးခွန်ဒီအနှစ်ထဲမှာသူကလိုက်ထွက်ရတာပတ်လေပေါ့နော်ပတ်လေလိုက်ထွက်ဒီမှာလည်းသူကတုံညာထိပ်ပြီးတုံညာထိပ်လို့ရိုက်နှစ်ခုရိုက်လို့ရှိရင်သူရဲ့ရင်တိုင်းတစ်နှစ်ကျော်မှခွန်ထိပ်စည်းပဲပုံသေးလိုက်တာ ဒီမှာလည်းကျွန်တော်တို့က၅ထိပ်ဒီ၅ထိပ်လို့ရိုက်လို့ရှိရင်ဂျင်းနိုင်တစ်နှစ်ကြာမှာခွန်ထိပ်ပုံစံလိုက်တာလိုက်လိုက်လို့ချင်းအဲခွန်ထိပ်ကနေတော့တစ်ကြိမ်နှစ်ဦးတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မှထောင်းတဲ့ခွန်၅ခွန်ဒီအနှစ်ထဲမှာ तू ကလိုက်ထွက်တာထွက်ရင် तू ကအဲ့ဒီခွန်ထိပ်ဒီခွန်နောက်ပိတ်နဲ့လိုက်ထွက်တာနော်ဒီမှာလည်းသုံးရထိပ်ကသုံးရထိပ်လို့ရိုက်လို့နှစ်ဦးသူ့ရဲ့ဂျင်းနိုင်တစ်နှစ်ကြာမှာ तू ခွန်ထိပ်နဲ့ပဲနှစ်ဦးမှလိုက်တာနော်ဆက်ထွက်တာအဲ့ထွက်လို့ရှိရင် तू က9 6ဆိုတဲ့ဒီနှစ်ဦးတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မှထောင်းတဲ့ထိပ်သုံးလုံးဒီဒါကထိပ်စည်းယူရဲမတတ်မှုလို့နော် ထိတ်သုံးလုံးတည်းအဲ့ဒီထဲမှာလိုက်ထွက်တာထွက်ရင်လည်းသူကခွန်နောက်ပိတ်နဲ့ပဲလိုက်ထွက်တာနော်ဒီမှာကြတော့ကျွန်တော်တို့ကဒီမှာငါးထိတ်စီငါးထိတ်လို့ဒီမှာရိုက်တယ်ရိုက်တာနဲ့သူကနှစ်ဦးသူကရင်ဆိုင်တစ်နှစ်ကျော်မှလည်းခွန်ထိတ်လို့လိုက်သွားတာပဲနော်ခွန်ထိတ်လို့လိုက်ပါဒီသုံးကက်မှာကျသူကနည်းနည်းမယိုးရှင်းတော့ဘူးနော်မယိုးရှင်းတော့ဆိုတော့ဒီမှာသူကခွန်ခွန်သုံးဆိုပြီးတော့မှတစ်ခါလဲထောင်ပြီးတော့မှသုံးခွန်ခွန်ကိုပြီးရိုက်သွားတာနော်ဒီမှာထောင်မခံတော့ဘူးနော်ခွန်ခွန်သုံးကိုဒီမှာထောင်ပြီးတော့အောက်မှာမထွက်တော့ဘဲနဲ့ ခွန်ခွန်သုံးဆိုပြီးထောင်ပြီးတခါလဲသုံးခွန်ခွန်ဆိုပြီးရိုက်သွားတာเนาะအဲ့မှာလဲသူကခွန်နောက်ပိတ်ပုံစံနဲ့ပဲရိုက်သွားတာเนาะဒါသူစနစ်ကလှုပ်လှုပ်တယ်ပေါ့ဗျာเนาะစနစ်ကလှုပ်လှုပ်တယ်ဆိုတော့အဲ့မှာကျွန်တော်တို့ကဒီ၅ထိပ်ဒီတဲ့သူက၅ထိပ်လို့သူကနောက်နှစ်နှစ်ဦးကို၃ကြိမ်ရ၅ထိပ်ဒီနောက်နှစ်နှစ်ဦးကို၅ထိပ်လို့တက်ရရင်အဲ့နှစ်ထဲက၅ထိပ်နဲ့ထွက်တဲ့ကဏ္ဍကเนาะအဲ့နှစ်ထဲက၅ထိပ်နဲ့ထွက်တဲ့ကဏ္ဍကအဲ့သူရေရှေ့တစ်နှစ်ကျော်မှလိုက်ထွက်ရမှာထွက်လို့ရှိရင်သူက၅ခါနဲ့လိုက်ထွက်တာเนาะ ဒီ9ထိတ်နဲ့ကနန်းက9ခါနဲ့လိုက်ထွက်တာနော်သူကဒီမှာလည်းဒီတိုင်းပဲနော်ဒီ3ညထိတ်ဒီ3ညထိတ်လို့လိုက်တယ်နော်လိုက်လို့ရှိရင်အဲ့ဒီ3ညထိတ်ထွက်တဲ့နှစ်ထဲက3ညထိတ်နဲ့ကနန်းတစ်ခွက်ကနော်3ညထိတ်နဲ့ကနန်းတစ်ခွက်ကသူကနောက်တစ်နှစ်တရောက်မှာသူက3ညခါနဲ့လိုက်ထွက်တာနော်အခုဒီမှာလည်းသူက ငါးထိပ်စီငါးထိပ်လုကူးတယ်နှစ်ဦးသူ့ရင်လိုက်တစ်နှစ်ကျော်မှလည်းခွန်ထိပ်စီလို့နှစ်ဦးမှလိုက်တယ်လိုက်ပြီးတော့ခွန်ခွန်သုံးတည်တယ်အထောင်ပေါက်သီးနဲ့နော်ခွန်ခွန်သုံးထိပ်အောင်သုံးလုံးထိပ်အောင်သုံးလုံးဒီအပေါက်သီးနဲ့လည်းသူကအောင်းသွားတယ်နော်အောင်းသွားတော့အဲ့ဒီမှာကျွန်တော်ဒီငါးထိပ်နှစ်ထဲကငါးထိပ်နဲ့ထွက်တဲ့ကဏန်းဒီနောက်နှစ်ကိုတစ်ရှစ်တစ်နှစ်ကျော်သူကငါးခါနဲ့လိုက်ထွက်ရမှာနော်အခုကျွန်တော်ငါးထိပ်နဲ့ထွက်တာဒီငါးတစ်ကိုရှိတယ်နော်ငါးတစ်ကိုရှိတယ်ငါး30ရှိတယ်ငါးလေးလေးရှိတယ်နော်သုံးကွက်ပဲရှိတာ အဲ့၃ခွက်ကိုကျွန်တော်တို့ကဒဲမွေးကျင်တယ်ဆိုရင်နော်မွေးကျင်တယ်ဆိုရင်ဒါ၅ခါနဲ့မွေးရမှာနော်ကျွန်တော်တို့ကဒီ၃ည930ဟူ၅ထိတ်နဲ့ထွက်တဲ့ကနေ၅ခါနဲ့ဆိုရင်၃ည93ရဲ390နော်ဒါဒဲတွေပဲနော်ဒဲတွေကျောင်း၅လေးလေးကြာရင်သူကအပူဖြစ်တဲ့အတွက်၄၅လေးတစ်ခွက်ထဲနော်၄၅လေးတစ်ခွက်ထဲအဲ့မှာကျွန်တော်တို့ကဒီ59ကိုပါထည့်မယ်ဆိုရင်တော့59 95ဒါဒဲ၅ခွက်ပေါ့နော်ဒါဒီစနစ်ကိုကြက်တယ်အလိုလို အဲကိုကဒီစနစ်ကိုနှစ်သက်တယ်ဆိုရင်တော့ဒါဒဲ၅ခွက်ပေါ့နော်ကြက်တဲ့လူကလိုက်မွေးပေါ့နော်လူတိုင်းမွေးရမယ်လို့မဆိုလို့ဘူးပေါ့နော်အဲဒီပွဲမှာကျွန်တော်ကဒီကောင်ကိုဖမ်းပြီးထားတာနော်ဒီကောင်ကိုဖမ်းပြီးထားတာအဲ့တော့ကျွန်တော်ကဒီပွဲမှာ၈ထိပ်ကိုနော်၃ပွင့်ချစနစ်နဲ့၈ထိပ်ကိုလည်းကျွန်တော်ကြိုက်လို့အဲ့ဒီမှာ तू ကဘာပြောထားလဲဆိုတော့ तू ကဒီ၅ထိပ်စီတဲ့နော် ငါးထိတ်စီငါးထိတ်လို့ပို့တယ်နော်အဲ့ဒီငါးထိတ်နဲ့ထဲမှာသူကအဲ့ဒီငါးထိတ်နဲ့ဗရိတ်တက်လို့သူကထွက်ရမှာနော်ငါးထိတ်နဲ့ဗရိတ်တက်လို့ထွက်ရမှာအဲ့ဒီဗရိတ်တက်စီလည်းမအသုံးလုံးနဲ့ဖြစ်ရမှာနော်အဲ့လိုငါးထိတ်နဲ့ဗရိတ်တက်ထွက်တာနဲ့အဲ့ငါးထိတ်စီသူ့ရဲ့ဇောင်းတစ်ဘွဲ့ကျော်မှာငါးဗရိတ်လို့တက်ရိုက်တာနော်အဲ့လိုတက်ရိုက်သွားလို့သူကသူ့ရဲ့ဇောင်းအောက်ဇောင်းနှစ်ဘွဲ့ကျော်မှာထွက်တဲ့ဒီကနန်းကိုကျွန်တော်ဖမ်းပေးထားတာနော် ဒီမှာလဲတုံညာထိတ်ဒီတုံညာထိတ်လို့ရိုက်တယ်နော်အဲ့ဒီတုံညာထိတ်နှစ်ထဲမှာ तू ကသူကအဲ့ဒီငါးထိတ်နဲ့ငါးထိတ်ပုံသေးနဲ့ break တက်လို့ထွက်ရမှာအဲ့ break တက်စီမာသုံးလုံးနဲ့ဖြစ်ရမှာနော်အဲ့မလို့ तू က तू အဲ့ငါးထိတ်ရဲ့ဇောင်းတစ်ပွဲကျော်မှာလဲငါး break လို့လိုက်တာနော်ဒီငါးထိတ်ဒီ break တက်နဲ့ဖြစ်ရမယ်မာသုံးလုံးအပြီးရှင်းရမယ်အဲ့ငါးထိတ်ရဲ့ဇောင်းတစ်ပွဲကျော်မှာ break ငါးလို့လိုက်ရမယ်နော်အဲ့လိုက်တဲ့ तू အောက်နှစ်ပွဲကျော်မှာထွက်တဲ့ဒီ6 8ကို ဲကိုရှိရှိကိုဖမ်းကျင်တယ်နော်အခုဒီမှာလဲငါးထိပ်ဒီငါးထိပ်လို့သုံးကက်မြောက်ပို့သွားပြီအဲ့နှစ်ထဲမှာလဲငါးထိပ်နဲ့ဗရိတ်၁၁လို့လဲသူကထွက်သွားတယ်သူ့ရဲ့ဆောင်းတစ်ဘွဲကျော်မှာလဲငါးထိပ်ကြောင့်ဗရိတ်၅လို့လဲရိုက်သွားတယ်အဲ့ဒါမို့သူ့ရဲ့အောက်ဆောင်းနှစ်ဘွဲကျော်မှာထွက်တဲ့ဒီကနန်းနော်ဒီကနန်းကိုတော့ဒါကျွန်တော်တို့ဒဲဖမ်းထားတာပေါ့နော်အားတော့ပပရန်လိုက်ပေါ့အားပပရန်လိုက်ပေါ့ဘလို့ဖမ်းထားလဲဆိုရင်ကျွန်တော်ကဒီငါးထိပ်ဒီငါးထိပ်လို့ပို့တယ် သူအရင်တော့မှ2နှစ်4နှစ်6နှစ်9နှစ်မှထွက်တဲ့ဒီ140เนาะအဲ140ကိုသူကနှစ်ခတ်ချင်းလိုက်เนาะ10ရက်နှစ်ခတ်ဒီ10ရက်ရက်နှစ်ခတ်ဒီတစ်ထိတ်4ထိတ်ရက်4ခါရက်နှစ်ခတ်ဒီနှစ်ခါအဲနှစ်နောက်ပိတ်ရက်နှစ်ခတ်ဒီ4နောက်ပိတ်အဲ့တစ်နှစ်4ဒီအဲ့ဒီဒီဒီထဲမှာလိုက်ထွက်တာเนาะ9ထိတ်ဒီ9ထိတ်လို့ပို့တယ်အရှိတစ်နှစ်ကျော်မှာသူကလိုက်ထွက်တာ ခုနကကျွန်တော်ပြောခဲ့တဲ့ငါးထိပ်ဘရိတ်ငါးထိပ်ဘရိတ်တစ်ကိုမာသုံးလုံးနဲ့ပြီးရှင်သူရဲ့ဇောင်းဘွဲကြောင့်မှငါးဘရိတ်လိုလိုက်ခဲ့ရင်သူရဲ့အောက်ဆောင်နှစ်ဘွဲကြောင့်မှအဲ့ဒီနှက်ခတ်ချင်းနဲ့ထိတ်စီးနှက်ခတ်ခါနှက်ခတ်နောက်ပြီးနှက်ခတ်ကို1 2 4ဆိုရဒီမှာလာထွက်တာနော်ဒီငါးထိပ်ဘရိတ်7ရဲ့အောက်ဆောင်နှစ်ဘွဲကြောင့်မှနော်ဒါမထွက်ရင်တော့ဆက်မွေးပေါ့ဗျအဲ့ဒီမှာကကျွန်တော် ဒီမှာလဲ၃ညထိတ်တီ၃ညထိတ်လို့ရိုက်တယ်သူကညနေ၄နှစ်၆နှစ်9နှစ်မြောက်မှာရှိတဲ့ဒီ6တက်တက်အဲ့6တက်တက်ကိုထိတ်စီးနှစ်ခတ်ဆိုရင်6နှစ်ခတ်ကိုတခါနှစ်ခတ်ကို၈ခါတနောက်ပိတ်နှစ်ခတ်ကို၈နောက်ပိတ်၉၈၈အဲ့၉၈၈ဒီတော့ဒဲလိုက်ထွက်တယ်နော်ဒီ၃ညထိတ်တီ၃ညထိတ်လို့ထွက်တဲ့လှမ်းတင်တဲ့ဒီဇောင်းတဘောကြောင့်မှာသူကအရှိတနှစ်ကြော်မှာနော်ခွန်ထိတ်လို့လည်းပုံစံလိုက်ပါတယ်အဲ့ဒီနှစ်ထဲမှာသူက၉၈၈လို့လိုက်ထွက်တာနော် အဲ့ဒီမှာဒဲသူကနှစ်ကတ်စလုံးမှတော့ထဲပေါ့ဗျာနော်သုံးကတ်မှလည်းထဲပြီးဦးမလားအဲ့မှာကျွန်တော်အထောက်ဖန်းတာကငါးထိပ်စီ basic brake နဲ့ထွက်ရမှာမာသုံးလုံးပြီးရှင် brake နဲ့သူ့ရဲ့တောင်ပွဲကျော်မှာ brake ငါလိုက်ခဲ့ရင်သူ့ရဲ့အောက်သောင်းနှစ်ပွဲကျော်မှာနော်ခုနကကျွန်တော်နှစ်ခတ်ချင်းခဲ့တဲ့ကိုရှိရှိကိုဒီမှာထဲလို့လာတာနော်ဟုတ်ပြီဒီမှာလည်းကျွန်တော်တို့ကငါးထိပ်စီငါးထိပ်လို့ကူးတယ်နော်ငါးထိပ်လို့ကူရင်သူ့ရဲ့ရင်တိုင်းတစ်နှစ်ကျော်နှစ်ဦးမှာလည်းခွန်ထိပ်စီလို့ပုံစံလိုက်သွားတယ် အဲ့မှာထိတ်တောင်သုံးလုံးတည်လဲခွန်ခွန်သုံးတည်လဲခွန်နောက်ပိတ်နဲ့ထွက်သွားတယ်နော်အဲ့မှာကျွန်တော်တို့ကဝန်းနဲ့နေလဲအဲ့ဒီနှစ်ထဲက၅ထိတ်နဲ့ထွက်တဲ့ခဏကဒီရှိတနှစ်ကျော်မှာ၅ခါနဲ့ထွက်ရမှာဆိုတော့ကျွန်တော်တို့ဒီ၅ကွက်တဲ၅ကွက်နော်အခုကြာတော့ကျွန်တော်ကဒီမှာ၅ထိတ်ဒီဗရိတ်၁၁နဲ့ထွက်ရမယ်သူ့ရဲ့ဆောင်းတစ်ပွဲကျော်မှာလဲဗရိတ်၅လို့လိုက်သွားလို့သူ့ရဲ့အောက်ဆောင်း၂ပွဲကျော်မှာဒီရှိ၃၀ကိုဖမ်းတာဘလူဖမ်းဆိုတော့သူကဒီ၅ထိတ်ဒီ၅ထိတ်လို့ပို့ရတယ်၂နှစ်၄နှစ်၆နှစ်၇နှစ်မြောက်သွားလိုက်ရင် တင်ငါးခုံရှိတယ်အဲဆိုရင်တစ်ထည့်ရဲ့နှက်ခတ်ကိုကျွန်တော်တို့က၈ထည့်ငါးခါရဲ့နှက်ခတ်ကို၃ခါခုံနောက်ပိတ်နှက်ခတ်ကို၃ညနောက်ပိတ်အဲ့ဒီ၈30ဒဲ့ဒီဒီမှာကျွန်တော်၃ကတ်မှာဒဲ့လာအောင်မလားဒါမှမဟုတ်ရင်ကျွန်တော်လှည့်ပြီးတော့အပါပါပဲလာမှာဒါကျွန်တော်အရှိနှက်ကတ်မှာတော့ဒဲ့ဒီပဲလीနော်ဒီ၈လေးနှစ်ကိုနှက်ခတ်ချင်းလိုက်လဲ၁နှစ်၄ဒီနော်ဒီမှာလာထွက်တယ်သူ့အပေါ်ဆောင်တစ်ပွဲကြောင့်မှာငါးထိပ်ပရိစက်တအမသုံးလုံးပြီးရှင်းရှိရမယ်သူ့ဆောင်တစ်ပွဲကြောင့်မှာပရိငါးလို့ရိုက်တာငါးထိပ်ကြောင့်ပရိငါးလို့ရိုက်တာနော် အဲ့အဲ့အောက်ဆုံးနှစ်ပွဲကြောင့်မှသူကဒီနက်ခတ်နက်ခတ်ချင်းနဲ့တစ်နှစ်လေးကိုဒဲလာထွက်တာဒုတိယကတ်မှာလည်းသူကဒီတိုင်းပဲဒီ611 611ကိုနက်ခတ်ချင်းလိုက်ရင်688အဲ့688ဒီသူကဒီမှာလာထွက်တာနော်သူထွက်တော့မှသူသူသောင်းနှစ်ပွဲကြောင့်မှငါးထိပ်ဒီ brace 1 brace 1ရှိတယ်မှာသုံးလုံးပြီးရှင်းတဲ့ brace 1ဖြစ်ရမယ်အဲ့ငါးထိပ်ကြောင့်သူသောင်းနှစ်ပွဲကြောင့်မှငါး brace လို့လည်းရိုက်ထားရမယ်သူရဲ့အောက်ဆုံးနှစ်ပွဲကြောင့်မှခုနကနက်ခတ်ချင်းထားတဲ့688ကိုဒီမှာဒဲလိုက်ထွက်တယ်နော်ဒါဒဲအောင်တော့ပို့ထိုးရမှာနော်သုံးကတ်မှာလည်းသူက ဒီမှာကတော့ငါးထိပ်ငါးထိပ်ပရိတ်တက်လို့လဲမာသလုံးပီရှိထွက်ထားတယ်သူရဲ့ထောင်းတစ်ပွဲကြောက်မှာလဲပရိတ်ငါးလို့လိုက်သွားတယ်အဲ့မို့သူအောက်ဆုံးနှစ်ပွဲကြောက်မှာသူကဒီငါးထိပ်ကရင်နှစ်နှစ်လေးနှစ်၆နှစ်9နှစ်မြောက်ရေးလိုက်တဲ့တင်ငါးခုံတင်ငါးခုံကိုနက်ခတ်ချင်းလိုက်ရှစ်30အဲ့ဒီရှစ်30စီကျွန်တော်တို့ကဒီပွဲကိုဖမ်းထားတာနော်ဒဲကိုပို့ထိုးအဲအာပပရန်နော်ဒီမှာကကျွန်တော်တို့ကဒီမှာရေးပြထားတယ်နော်ဒါမွေးခြင်း2025မှာမွေးခြင်း ငါးခါနဲ့မနစ်ကတနစ်ကျော်ကငါးထိန်းနဲ့ထွက်တဲ့ကရံကိုငါးခါနဲ့ဒဲငါးခွက်ရှိရဲ့လိုက်မွေးနော်ဒီပွဲမှာအော်အော်ကမှာကျွန်တော်95 6ကြိမ်မှာ830ဒဲအော်အပပရင်နော်မထွက်သေးရင်အဲ့830ကိုဆက်မွေးနော်ကဲအလုံးကုလတ်ပါပဲနော်